这阵法阵，却能启动那护身阵法，寂灭绝。天鬼的本命之火，等孤妖之灵，乃天。 ဇလန်အစမှာတော့မိစ္ဆာဝိညာဉ်တကားကြီးတဲကနေဝလင်းထဲပဲရောက်ရှိလာခဲ့ပြီးပထမဆုံးမြင်လိုက်ရတဲ့အရာကမြေအိုင်းလွင်ပြင်ကြီးဖြစ်နေခဲ့တယ်လို့ဝိညာဉ်စွမ်းအားမရှိတာကြောင့်တေမျိုးလောကကြီးတစ်ခုလိုမျိုးအသက်ကင်းမဲ့နေလျက်ရှိပါတယ်။သူရောက်နေတဲ့နေရာကြီးအကြောင်းကိုတေချာနာမလဲသေးတာကြောင့်လူတစ်ယောက်ရှာဖွေကြည့်ရမယ်ဆိုပြီးမြေအိုင်းလွင်ပြင်ထဲခီးသွားလာလိုက်တဲ့နောက်မှာတော့ဆယ်ရက်ကြာပြီးတဲ့အခါကျမှလှုပ်ရှားမှုတချို့မြင်တွေ့လိုက်ရပါတော့တယ်။ ောအုပ်တနေရာကိုနက်သီးစိတ်လန်းကြီးတဲ့အခါကျဆားစာရှာဖွေနေတဲ့ကျင်သားရဲကြီးတကောင်နဲ့အတူအမဲလိုက်ဖို့ချောင်းမြောင်းနေတဲ့လူငယ်လေးတယောက်ကိုအာယုံမှတွေ့မြင်လိုက်ရပါတယ်။တားရဲကောင်ကြီးစီများတစ်ချောင်းပြစ်လွတ်လိုက်တဲ့အချိန်ဝလင်းကအဝတ်စားပြောင်းထဲလိုက်ပြီးလူငယ်လေးအနာတိုးကတ်သွားလိုက်တဲ့အခါဒတိထမိသွားတဲ့ဘက်ကနှုတ်ယူလိုက်တဲ့များတံကိုဝလင်းဘက်အမြန်လန်းပြစ်လိုက်ပေမဲ့အရှိန်ဝါဖီအားကြောင့်အလိုလိုပျက်စီးသွားရပါတယ်။ ဝက်လင်းကပြင်ပချင်းကျန်သူဖြစ်နေလို့လူငယ်လေးကတောင်ကြားဘက်ရောက်အောင်တစ်ပင်တွေပေါ်ခုန်ကူးပြေးလွှတ်လိုက်တဲ့အခါဝက်လင်းလည်းထက်ချက်မကွာအကဲခတ်လိုက်ပါလာခဲ့ပြီးလူငယ်လေးကိုဖမ်းဆီးကြည့်လိုက်ပေမဲ့အစီရင်တစ်ခုတည်းကိုဝင်ရောက်ပျောက်ကွယ်သွားပါတယ်။အစိမ်းရောင်စီရင်ကြီးကတောင်ကြားတစ်ခုလုံးကိုဖုံးအုပ်ကကွယ်ပေးထားပြီးအသက်တက်တွေအကုန်လုံးကိုဖျောက်ပေးထားနိုင်တာကြောင့်ချင်းကျန်ချင်းမဟာမိတ်အဖွဲ့အစည်းရဲ့အစီရင်တွေနဲ့ကွဲပြားနေလျက်ရှိပါတယ်။ တောင်ကြအစီရင်ကိုရှေးဟောင်းကျင့်ကြံသူတယောက်ကဖန်တီးတိဆောက်သွားတာများလားဆိုပြီးဝလင်းအတွင်းနဲ့နေချိန်မှာပဲပြေးဝင်သွားတဲ့လူငယ်လေးကအဖေါ်သုံးယောက်ထက်ခေါ်လာခဲ့ပြီးဝလင်းကိုဝိုင်းတိုက်ခိုက်လိုက်ကြပေမဲ့လူလေးယောက်စလုံးတစ်ပင်ထက်မှာတွဲလောင်းချိတ်ခံထားလိုက်ရပါတော့တယ်။ဝလင်းကအစီရင်ကြီးအကြောင်းကိုတေချာဆူဆက်နေလျက်ရှိပြီးလူငယ်လေးကိုချိတ်စီးပြန်ဖွင့်ပေးလိုက်ပေမဲ့တစ်ဖက်လူကသူ့ကိုတတ်လိုက်ရင်တောင်ဘာမှပြောပြမှာမဟုတ်ဘူးဆိုပြီးမာနဆက်ကြီးနေပါတယ်။ ဒီဖြေကြတော့ဝလင်းကတောင်ကြားဘက်မျက်နှာမူလိုက်ပြီးသူ့ကိုယ်သူမိတ်ဆက်လိုက်တဲ့အပြင် ပြောရေးဆိုခွင့်ရှိသူကိုလည်းအပြင်ထွက်လာခိုင်းလိုက်တဲ့အခါအစီရင်ကြီးတဲကနေသွေးမြူခိုးတွေနဲ့အတူအဖိုးကြီးတယောက်ထွက်လာခဲ့ပါတယ်။မျိုးနွယ်ဝင်တွေပြန်ပေးခိုင်းပြီးဝလင်းကိုလည်းအဝေးထွက်သွားခိုင်းတဲ့အပြင်သွေးမြူခိုးတွေနဲ့ဖီအားပေးတိုက်ခိုက်လာပေမဲ့ခြေတလန်းဖီအားအောက်မှာအကုန်လွင့်ပြဲသွားရပါတော့တယ်။ဒီမြင်ကွင်းကိုမြင်တော့ရှေးဆက်တိုးမလာနဲ့ဆိုပြီးလက်ဟန်တစ်ခုထုတ်ဖော်လိုက်တယ်လို့ဝလင်းလိုချင်တဲ့အရာလဲဒီနေရာမှာမရှိကြောင်းပြောတော့ဝလင်းကိုယ်တိုင်လည်းသူ့ဘာလိုချင်လို့လဲဆိုပြီးဇဝေးဇဝါဖြစ်သွားရပါတယ်။ လက်တစ်ချက်ဝတ်ရမ်းတဲ့အခါပုံရိပ်ရောင်ဖြစ်မှန်းသိလိုက်ရပြီးဒီအချိန်မှာပဲအစိမ်းရောင်ဝဲကရက်ကြီးတဲကနေဓာတ်တစ်ချောင်းတိုးထွက်လာပြန်လို့လက်ရှိအစီရင်ကြီးကရှေးဟောင်းပညာဖြစ်နေမယ်ဆိုရင်တော့အပြောင်းအလဲရှိနေရင်ဖြစ်စည်းပြစ်လို့ရနိုင်တယ်ဆိုပြီးတားမြစ်အလံထုတ်ယူလိုက်ပါတော့တယ်။လက်ရှိအစီရင်ကြီးကဝလင်းထုတ်ဖော်လိုက်တဲ့ရှေးနှက်ဖျားတားမြစ်ချက်ကိုထိတ်တန့်ရင်ဆိုင်နိုင်တဲ့အပြင်အထင်သေးနေတဲ့အဖိုးကြီးဘက်ကဓာမြစွာအဖြစ်ပြောင်းလဲလိုက်ပြီးအကာရန်ကြီးကိုဝိုင်းဝန်းဖြစ်စည်းစေလိုက်တာကြောင့်တိုးဝင်လာတဲ့ဓာတ်ကုန်လုံးကိုအဆောင်တင်းကိတာအဖြစ်ပြောင်းလဲပြစ်လိုက်ပါတယ်။ ။တားမြစ်ချက်ရှိရင်ပြောင်းလဲမှုတွေရှိလာနိုင်တယ်လို့ပြောင်းလဲမှုတွေရှိနေရင်ဘ ਹੁ ချက်ရှာဖွေနိုင်တယ်ဆိုပြီးတားမြစ်ဆက်ဝိုင်းတစ်ခုကိုအစီရင်တဲ့ပြစ်ထည့်ပေးလိုက်တဲ့အခါတောင်ကြအကာအွယ်ကြီးလည်းတဖြည်းဖြည်းပျက်စီးလာခဲ့ပါတယ်။ဒီအခြေအရာကိုမြင်တော့ကောင်းကင်ဘုံသားတွေသာအစီရင်ဖြေရှင်းနိုင်ကြတာဖြစ်လို့အဖိုးကြီးလည်းအပြင်ဘက်ပြေးထွက်လာခဲ့ပြီးသူတို့မျိုးနွယ်စုလေးကိုအသက်ချမ်းသာပေးဖို့ဒူးထောက်တောင်းဆိုလိုက်ပါတယ်။ ဒီလိုတောင်းဆိုရခြင်းကတောင်ကြအစီရင်ဟာသူတို့မျိုးနွယ်စုတစ်ခုလုံးကိုကာကွယ်စောင့်ရှောက်ပေးနေလို့ဖြစ်ပြီးဝန်လင်းသာစိတ်လိုက်မှန်ပါဖြစ်စည်းပြစ်လိုက်မယ်ဆိုရင် နတ်ဆိုးဝိညာဉ်တွေရဲ့တိုက်ခိုက်ကျူးကျော်မှုအောက်မှာရွာလုံးကျွတ်သေးဆုံးသွားနိုင်ပါတယ်။တောင်းဆိုမှုကိုလက်ခံပေးလိုက်ပြီးတာမီးချက်ပြန်ထုတ်ယူလိုက်သလိုမျိုးနွယ်စုဝင်တွေပြန်လွတ်ပေးလိုက်တဲ့အခါကျမှကောင်းကင်ဘုံသားဆိုပြီးလူကုံလုံးဒူးထောက်ဦးညွတ်လိုက်ကြကတောင်ကြတဲ့ကိုအပြင်းလူဝင်ရောက်နိုင်ဖို့အတွက်ရွာလူကြီးဖြစ်သူကလမ်းကြောင်းဖွင့်လှစ်ပေးလိုက်ပါတော့တယ်။ တောင်ကြားလန်တဲ့ဖိတ်ခေါ်ဝင်ရောက်ကြတဲ့အခါဒီရွာသားတွေဟာကြင်ကြံသူတွေမဟုတ်ကြပေမဲ့အစီရင်ထိန်ချုပ်နိုင်ကြတဲ့ဆိုပြီးထူးခြားစမ်းကြတဲ့အကြောင်းကိုဝလင်းတွေးတောမိနေခဲ့ပါတယ်။တိတ်မကြခင်မှာပဲစုညံတဲ့မျိုးစုံထွက်ပေါ်နေတဲ့ရွာငယ်လေးတစ်ခုစီကိုသူတို့ရှောက်လန်းလာခဲ့ကြပြီးစော့ကစားနေကြတဲ့ကလေးတွေအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့လေယာလုကင်နေကြသူတွေရှိလို့တာမန်ကြီးလက်ရွာလေးတစ်ခုလိုစီကားအသက်ဝင်နေလျက်ရှိပါတယ်။ ဝလင်းကိုမြင်တဲ့အခါလူစိမ့်ဝင်ရောက်လာတယ်ဆိုပြီးလက်နက်ကိုစီဆွဲကင်လိုက်ကြတဲ့အပြင်ကလေးငယ်တယောက်ကကြောက်တုံးနဲ့ပြစ်ပေါက်မိလိုက်တာကြောင့်အဖိုးကြီးကဝင်ရောက်တောင်းပန်လိုက်ရပါတယ်။ရွာထဲရောက်ရင်ထူးခြားမှုမြင်ရလိမ့်မယ်ဆိုပြီးတခုခုမျောလင်းထားမိပေမဲ့တီမျိုးရွာလေးဖြစ်နေတာကြောင့်ဝလင်းအနေငယ်စိတ်ပြတ်သွားရပါတယ်။အဖိုးကြီးစီကိုအခြေခံတင်းငင်စေပြီးမူလဆွမ်းအားတိုးစေနိုင်တဲ့ဆေးပလင်းထုတ်ပေးလိုက်ကဒီနေရာဟာသူနဲ့သက်ဆိုင်မှုမရှိတာကြောင့်လက်ထွက်ဖို့ဟန်ပြင်လိုက်တော့ အဖိုးကြီးကအမြန်တဆီထားလိုက်ပြီးဒီနေ့ဟာနတ်ဆိုးဝိညာဉ်ညာဖြစ်လို့မိုးကျုပ်တဲ့အခါကျရင်အပြင်ဘက်မှာအန်ဒီယေဂျုံတွေ့နိုင်ကြောင်းပြောရင်ဒီရွာလေးမှာပဲတညနာခုခိုင်းလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့တိကျင်တဲ့အကြောင်းအရာတွေကိုဝလင်းကမင်းမြန်းစူးစမ်းကြည့်နေခဲ့ပြီးတစ်ဖက်ကလည်းအခားရီတစ်ခွက်ငယ်ပေးနေရင်အခြေခံအချက်လက်တွေကိုရှင်းပြပြောဆိုပေးနေခဲ့ပါတယ်။လက်ရှိနေရာကြီးဟာမိဆာနေမီတဖြစ်လဲနတ်ဆိုးနေမီဖြစ်တာကြောင့်ညရောက်တဲ့အခါကျရင်နတ်ဆိုးဝိညာဉ်တွေကအလုံးလိုက်အရင်လိုက်ထကြွတောင်းကျန်တက်ကြပြီးတရှိအရာအလုံးကိုလည်းလမ်းတလျှောက်တက်ဖြတ်သွားတတ်ပါသေးတယ်။ အဖိုးကြီးကရုပ်ပုံစာလေးတစ်ခုကိုဝက်လင်းစီယူပြပေးလာပြီးတီထောင်သူဘိုးဘေးကိုကောင်းကင်ဘုံကျင်းကျန်သူတယောက်ကဒီနေရာစီခေါ်ဆောင်လာပေးခဲ့တယ်လို့တောင်ကြအစီရင်ကိုလည်းတိဆောက်ဖန်တီးပေးသွားခဲ့ကြောင်းဆက်ရှင်းပြလိုက်ပါတယ်။ဒီစီရင်ကြီးရှိနေမယ်ဆိုရင်နတ်ဆိုးဝိညာဉ်ကျူးကျော်မှုတွေကိုတွန်းလန့်ကာကွယ်နိုင်ကြောင်းပြောရင်းရုပ်ပုံစာလေးကြီးကိုဖြန့်ထုတ်ပြလိုက်တဲ့အခါမှာတော့ကြောက်တိုင်းပြည်ဟန်ရွက်ဂိုင်းကြီးရဲ့ဂိုင်းချုပ်ဝင်လုံဖြစ်မှဝက်လင်းပြန်တရီရသွားပါတယ်။ လက်ရှိဘိုးဘေးကိုလည်းဟွန်လုံတို့ခေါ်ဆိုကြပေမဲ့ဟန်ရွက်ကိုင်းချုပ်ဟာအခြေခံတိဆောက်မှုဖြစ်လို့ဒီစာလိတ်ထဲကကောင်းကင်ဘုံချင်းကြံသူနဲ့တယောက်တည်းမဖြစ်နိုင်လောက်ဘူးဆိုပြီးဝလင်းတွေးမိလိုက်ပါတယ်။ဒါကြောင့်အဖိုးကြီးထုတ်ပြောဖူးခဲ့တဲ့သူ့လိုချင်တဲ့ပစ္စည်းဒီနေရာမှာမရှိတဲ့အကြောင်းကိုအတိတ်ပဲမေးကြည့်တဲ့အခါရွာလူကြီးတက်ပြင်းတစ်ချက်ချလိုက်ပြီးလက်ရှိပစ္စည်းကမျိုးနွယ်စုတစ်ခုလုံးရဲ့အနာဂတ်ဖြစ်နေတာကြောင့်အတင်းကျပ်လူယူလိုက်မယ်ဆိုရင်မျိုးနွယ်စုဝင်တွေရဲ့အခြေခံအုတ်မြစ်ထိခိုက်သွားနိုင်ကြောင်းပြောရင်းတိုးရှို့တောင်းပန်လာခဲ့ပါတယ်။ အကြောင်းရင်းကတော့အဲ့ဒီပစ္စည်းကဒဏ်ရာဒဏ်ချက်တွေကိုအချိန်တိုတွင်ပျောက်ကင်းစေနိုင်တာကြောင့်တခြားလူစီထုတ်ပေးလိုက်ရမယ်ဆိုရင်အကျိုးကျေးဇူးပျောက်ဆုံးသွားနိုင်ပါတယ်။ဒါပေမဲ့ဝန်လင်းထုတ်ပေးတဲ့ဆေးလုံးတွေကသူတို့မျိုးနွယ်ဝင်တွေကိုအင်အားပိုတိုးလာစေနိုင်တာကြောင့်လုံလောက်အောင်ထုတ်ပေးမယ်ဆိုရင်သူတို့ဘက်ကလည်းအလဲလဲလုပ်ပေးနိုင်ကြောင်းဆိုပါတယ်။ဒီလောက်ဆိုလုံလောက်ပြီလားဆိုပြီးဆေးပလင်းများစွာထုတ်ပေးလိုက်တဲ့အခါအဖိုးကြီးလည်းကျေးဇူးတင်ကြောင်းပြောလိုက်ရင်ဆေးပလင်းတွေတင်စီလိုက်ပါတယ်။ နဆိုးနေမြကြီးထဲမှာဆိုရင်ပြင်ပကျင့်ကြံသူစေလုံးတွေကရှားပအဖိုးတန်လွန်းလာကြောင်းအခုလိုလဲလဲလိုက်ကြတာဖြစ်ပြီးအဖိုးကြီးရဲ့လမ်းပြခေါ်ဆောင်ပေးမှုနောက်မှာတောင်နောက်ဖက်ချမ်းကိုတဖြည်းဖြည်းရောက်လာခဲ့ကြသလိုတလင်းကြောက်တစ်ခုကိုလည်းတောင်တရံပေါ်မှာမြင်တွေ့လိုက်ရပါတော့တယ်။တလင်းကြောက်စီကနေကောင်းကင်ပုံစွမ်းအားခန်းစားမိခြင်းမရှိကြောင်းပြောတော့လက်ရှိပစ္စည်းဟာနဆိုးတလင်းကြောက်ဖြစ်ပြီးနဆိုးဝိညာဉ်စွမ်းအင်တွေစူးစိတိတ်တီးလာတဲ့အခါကျမှပုံစံဖြစ်ပေါ်လာကြတာဆိုပြီးအဖိုးကြီးပြန်ရှင်းပြပေးလာပါတယ်။ နဆိုးသလင်းကြောက်ကဒီနေရာကြီးထဲမှာဆိုရင်အရေးကြီးအစိတ်ပိုင်းဖြစ်နေလို့ဝလင်းကခန္ဓာကိုယ်ထဲဆုပ်ယူပစ်လိုက်ပြီးနဆိုးဆွမ်းအင်တွေဝင်းရံတယ်လို့ခံစားလိုက်ရတာကြောင့်အဖိုးကြီးကိုပြန်ခိုင်းလိုက်ကသူဒီနေရာမှာကျင့်ကြံမှာဖြစ်ကြောင်းတခါတည်းပြောပြလိုက်ပါတယ်။ညအချိန်ရောက်တဲ့အခါမှာတော့ကောင်းကင်တစ်ခုလုံးကိုတိမ်မဲတွေဖုံးအုပ်လာခဲ့ကြပြီးအစီရင်ပြင်ပတ်လေတဲ့တနေရာမှာလည်းနဆိုးဝိညာဉ်များစွာအလုံးလိုက်အရင်လိုက်စတင်ရောက်ရှိလာကြပါတယ်။ လေးတငယ်တွေနဲ့ဇနီးတဲ့အမျိုးသမီးတွေကိုလုံခြုံရမှာပုံခုခိုင်ထားလိုက်ပြီးအားကောင်းမောင်းတန်လူငယ်တွေကိုရွာလူကြီးကဥဆောင်ညွန်ကြားနေလျက်ရှိကတောင်ကြားထဲဘက်နာမှာအသင့်ပြင်ခိုင်ထားလိုက်ပါတယ်။တောင်ကြားပြင်ဘက်မှာတော့နဆုဝိညာဉ်များစွာဟာအစီရင်ကြီးကိုအတင်းကျပ်ချိုးဖျက်နေကြပြီးအရင်တုန်းကဆိုရင်တော့ဒီစီရင်ကြီးဟာတောင်းခံကောင်းတောင်းခံနိုင်လိမ့်မယ်ဆိုပေမဲ့အခုချိန်မှာတော့တဖြည်းဖြည်းပျက်စီးလာခဲ့ပါတယ်။ ဒီပြဿနာကိုသူတို့ကြော်လာနိုင်မယ်ဆိုရင်မျိုးနွယ်စုဝင်တွေဟာအခြေခံတည်ငြိမ်လာကြမှာဆိုပေမဲ့လက်ရှိအခြေအနေကကြောက်ကန်းဆွနာရောက်နေတာမို့သူတို့အသက်အန္တရာယ်ရှိတဲ့အခါကျင့်ကြံသူကလာရောက်ကယ်တင်ပေးမှလာဆိုပြီးဝန်လင်းရှိနေတဲ့တောင်နောက်ဘက်ကိုအမတ်တမဲလမ်းကြီးမိလိုက်ပါတော့တယ်။အကြီးကဲဖြစ်သူကလက်ဟန်မျိုးမျိုးပြောင်းလဲလိုက်ပြီးတောင်ကျအစီရင်ကြီးကိုပုံမခိုင်ခန့်စေလိုက်ပေမဲ့ညပြလွန်လာတဲ့နဆိုးဝိညာဉ်အုပ်ကြီးအောက်မှာအပိုင်းပိုင်းပျက်စီးပြိုကွဲသွားရတာကြောင့်ရွာလူကြီးအတွင်းတန်ရာရရှိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့နဆိုးဝိညာဉ်များစွာဟာတောင်ကြားထဲကျူးကျော်လာခဲ့ကြပြီးနီးစက်ရမျိုးနွယ်ဝင်တွေကိုတိုက်စားဝါမျိုးပစ်လိုက်ကြကတရှိတတဝါမှန်သမျှကိုလည်းအလီအမြန်ဖျက်ဆီးတက်ဖြစ်နေကြပါတယ်။အားနည်းသူတို့ရဲ့အော်ဟင်းငိုယိုတန်တွေနဲ့မီးလောင်ပျက်စီးနေတဲ့အနိဋ္ဌာယုံမြင်ကွင်းတွေကြောင့်ရွာလူကြီးဖြစ်သူလည်းသူတို့မျိုးနွယ်တစုလုံးကဒီနေရာမှာအဆုံးသတ်သွားရတော့မယ်ဆိုပြီးဝမ်းနေလုံလို့နာကျင်စွာငုံမိလိုက်ပါတယ်။ ကျူးကျော်လာတဲ့နဆိုးဝိညာဉ်တွေကအကြီးကဲစီတိုးဝင်လာကြတဲ့အချိန်တားဆီးလိုက်တဲ့ဓာတ်တစ်ချောင်းနဲ့အတူအကားကွဲတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့တာကြောင့်ကောင်းကင်ဘုံသားကသူတို့ကိုကူညီပေးလာပြီဆိုပြီးမျှော်လင့်ချက်ရှိသွားကြပါတယ်။ကောင်းကင်တစ်ခုလုံးမှာနဆိုးဝိညာဉ်တွေအများကြီးဖုံးအုပ်နေကြတဲ့အပြင်မြေပြင်ထက်မှလည်းလှုပ်ရှားမှုတစ်ခုတွေ့မြင်လာရတာကြောင့်ရွာသူရွာသားအကုန်လုံးကိုတောင်ကြားထဲပြန်ဝင်ခိုင်းလိုက်ပါတယ်။ ပုံကွယ်နေတဲ့ကောင်အခုချက်ချင်းထွက်လာဆန်းဆိုပြီးဝန်လင်းဖီအားပေးလိုက်တဲ့အခါနဆိုးဝိညာဉ်တွေကြားမှာဒလန်ချင်းရှောက်လန်းနေရင်ဝိညာဉ်တွေဆုပ်ယူဝါမျိုးနေတဲ့ပြင်ပချင်းကြံသူတယောက်ကလည်းရုံလုံးထွက်ပြလာခဲ့ပါတော့တယ်။သူ့ရဲ့တရှိမှုကိုရှာဖွေနိုင်တဲ့အတွက်ဝန်လင်းကိုချင်းကြံမှုမဆိုးချောင်းပြောရင်တစ်ဖက်လူဓာတ်ထုတ်ယူလိုက်ပြီဆိုတာနဲ့ဝန်လင်းကလည်းကောင်းကင်ဘုံသားနဲ့အမြန်ခုတ်ပိုင်းပြစ်လိုက်တာကြောင့်အနောက်လွင့်ထွက်သွားရပါတယ်။ ဓာတ်တုံးပြူနေတာမြင်တော့ဝလင်းကိုဒါလော့ဂိုင်းသားလို့ထင်သွားပြီးလင်တန်းဟိုကိုမျက်နှာထောက်ထားသောအဖြစ်နဆိုးသလင်းကြောက်ထုတ်ပေးရင်အသက်ချမ်းသာပေးမယ်ဆိုပြီးတစီမီတောက်ထုတ်ယူပြလိုက်ပါတယ်ဝလင်းကတော့လူပြက်တယောက်ကိုအေးဆေးကြည့်နေသလိုမျိုးတင်းငိန်လွန်းနေတာကြောင့်တစ်ဖက်လူအရန်တော်သားထွက်သွားရပြီးကောင်းကောင်းပြောနေတာကိုအသားနာကျင်တဲ့ကောက်လို့ပြောရင်မွေနကားကြီးတကောင်ကိုအလင်းငိုက်ကိုက်ဖြတ်ခိုင်းလိုက်ပေမဲ့အမြန်ရှောင်းတိန်နိုင်တဲ့ဘက်ကပြက်သုံးခြင်းလက်ချောင်းကိုအမြန်ပြန်ပြစ်လွတ်လိုက်ပါတယ် အစွမ်းထက်မှန်တန်ဖြစ်လို့မွေးနဂါးကြီးချက်ချင်းတည်ဆုံသွားခဲ့ရပြီတဖက်လူလည်းဒီအချိန်ကျမှဝက်လင်းဟာဒါလော့ဂိုင်းသားမဟုတ်ပဲထန်းရင်ဂိုင်းခရမ်းရောင်ချက်အဖွဲရဲ့တတမတပည့်ဖြစ်မှန်းနားလေသဘောပေါက်သွားခဲ့ပါတယ်ပြက်သုံးချင်းလက်ချောင်းကိုထန်းရင်လောင်းလျာမွေးနေပွဲခန်းသားတို့ကဝက်လင်းထုတ်သုံးဖူးခဲ့တာကြောင့်အခုလိုမြန်မှန်တမ်းမိကြတာဖြစ်ပြီးပြင်းထန်လွန်းတဲ့အဖြစ်ဆွမ်းအားကြောင့်တစိဂိုင်းသားကိုလည်းတွေးအံလွင်ထွက်သွားစေပါတယ် ဝက်လင်းကတတိသားပြောင်းလဲခြင်းအလဲလက်အဆင့်ဆိုပေမဲ့အာနာတက်ခြင်းအဆင့်ကိုတောင်အဆင့်ကျော်တိုက်ခိုက်နိုင်တာဖြစ်လို့အเจ้าမဲဆက်တိုက်နေကြမယ်ဆိုရင်အချိန်ဖြုံးတယ်လို့ဖြစ်သွားလိမ့်မယ်ဆိုပြီးစုတ်ခွာဖို့ဟန်ပြင်းလိုက်ပါတော့တယ်။ဒါပေမဲ့အလို့မပေးခြင်းတဲ့ဘက်ကသူအရှိချိုရောက်နေခဲ့တယ်လို့ထွက်ပြေးနိုင်မှာမဟုတ်ဘူးဆိုပြီးတိုက်ခိုက်မှုပြုလုပ်လာပြန်တာကြောင့်တစီကိုင်းသားလဲဓာချက်ချင်းတဆီထားလိုက်ရင်သူပိုင်ဆိုင်ထားတဲ့ဓာမြင့်စွမ်းအားတစ်ဖြစ်လဲနဆိုးဓာမြင့်ချက်စတုထမြောက်ကောင်းကင်တစီကျင့်စဉ်ဆိုတဲ့အေယာမပုံရဲရောင်ကြီးတစ်ခုကိုပြောင်းလဲဆင့်ခေါ်လိုက်ပါတော့တယ်။ လက်တီတစ်ချက်ကဒီနေရာကြီးတစ်ခုလုံးကိုပောက်ကွဲလွင့်စင်သွားစေနိုင်တာမို့ဝလင်းကလည်းအပြာရောင်လာချန်သားကိုပြောင်းလဲထုတ်ယူထားလိုက်တဲ့အချိန်တစ်ဖက်ကလည်းတားမြင့်ကျင့်စင်ထုတ်သုံးရတဲ့အထိဖိအားပေးတိုက်ခိုက်ခဲ့တာကြောင့်အသက်နဲ့ပြန်ပေးဆက်လိုက်တော့ဆိုပြီးလဝါတစ်ချက်ရိုက်ထုတ်လာခဲ့ပါတယ်။ဝလင်းကလာချန်သားနဲ့အမြန်ပိုင်းဖျက်ကြည့်ပေမဲ့စိတ်ဝိညာဉ်ဖြစ်နေလို့တဆေးပုံရိပ်ကြီးကိုထိခိုက်ခြင်းမဖြစ်စေခဲ့ပေမဲ့ဝိညာဉ်ဖြစ်နေရင်ပိုတောင်ကောင်းသေးတယ်ဆိုပြီးဓာပြန်သိမ်းလိုက်ကစိတ်ဝိညာဉ်ကြဖို့နဲ့ကောက်ရိုက်ပေးလိုက်ပါတော့တယ်။ တဖက်ကလည်းတစီမီတောက်နဲ့အမြန်မုတ်ထုတ်လိုက်ပေမဲ့စိတ်ဝိညာဉ်ကြဖို့ကိုအင်းအားပိုတိုးသွားစေတာကြောင့်ထက်ဆင့်ရိုက်ချက်တွေကိုတောင်းခံနိုင်ခြင်းမရှိတော့ပဲပုံရိပ်ကြီးပေါက်ကွဲပျက်စီးသွားရတယ်လို့လွင်းထွက်ပြုတ်ကျလာတဲ့သူလည်းချက်ချင်းထွက်ပြေးရပါတော့တယ်။ဒါကိုမြင်တော့ဝန်လင်းကနာတစ်ချက်မုတ်လိုက်ပြီးကောင်းကင်ဘုံသားရဲ့ကိုရိုးရွံစီကိုက်ဖြတ်ခိုင်းလိုက်ပြီးကွာထွက်လာတဲ့ဝိညာဉ်ကိုလည်းဝါမျိုးမခံလိုက်ရခင်အမြန်သိမ်းစီးလိုက်ပြီးတာနဲ့တောင်ကြားဘက်ပြန်ရောက်ရှိလာခဲ့ပါတယ်။ အသက်သခင်ဂျေဇုရှင်ဖြစ်လို့လူတိုင်းအ í ကိုအသေးပြုလာကြသလိုဝက်လင်းကလည်းအနောက်တောင်ဘက်မှာတွားရောက်ကျင့်ကြံမှာဖြစ်လို့အရေးကြီးကိစ္စမရှိရင်လာမနောက်ရှက်ကြနဲ့ဆိုပြီးအမြန်လဲထွက်သွားခဲ့တာကြောင့်အကြီးကဲဖြစ်သူလည်းအနောက်တောင်တစ်ခုလုံးကိုတားမြစ်နေမြေဖြစ်ချက်ချင်းတတ်မှတ်ပေးလိုက်ပါတယ်။ကူအိန်တော်တစ်ခုထဲမှာတော့လျောယွန်ဆိုတဲ့သူကိုစစ်စေးမင်းမြတ်နေလျက်ရှိပြီးအဲ့ဒီလူကလည်းထန်းရွင်ကြိုကြီးရဲ့ကျင့်ကြံသူတယောက်ဖြစ်တယ်လို့ကောင်းကင်တစေလန်းစင်ကိုတာအိုဖြစ်တတ်မှတ်ထားတဲ့တစေကိုင်းသားဖြစ်နေမှအကြံဖြင်းသိလိုက်ရပါတယ်။ ယိုယွန်ကသူ့ကိုမလွတ်ပေးဘူးဆိုရင်ဆရာအရှင်ဖြစ်သူကလက်စားပြန်ချေပေးမှာဖြစ်ကြောင်းဆရာအရှင်ဖြစ်သူကိုထမ်းယူလောင်းလျာကတော့အတိမတ်ပြုပေးထားရတယ်ဆိုပြီးချင်းချောက်တာမျိုးလုံးကြီးလိုက်ပေမဲ့ကံမကောင်းစွာနဲ့လူရဲမသွားခဲ့ရပါတယ်ချင်းချောက်တန်ကြတော့ဝန်လင်းလဲအကြီးတွေအေးဆက်သွားရပြီးစိတ်ဝိညာဉ်ရှာဖွေခြင်းဤစနစ်ကိုချက်ချင်းထုတ်သုံးပြစ်လိုက်ကယိုယွန်ရဲ့အတိစိတ်ပင်လယ်တစ်ခုလုံးကိုအတင်းကျပ်ဝင်ရှာပြစ်လိုက်ပါတော့တယ် မူလစိတ်ဝိညာဉ်ကိုဓာတ်ရိုက်ရှာဖွေနေတာဖြစ်လို့လျိုယွန်တယောက်နာကျင်စွာအော်ဟစ်နေခဲ့ရတယ်လို့ခဏကြာတဲ့နောက်မှာတော့ဒီနေရာကြီးတစ်ခုလုံးရဲ့အခြေခံအကြောင်းအရာတွေနဲ့လှုပ်ဝက်ချက်တချို့ကိုအကုန်သားလည်သွားခဲ့ပါတယ်။ဒီနေရာကြီးကိုနတ်ဆိုးဝိညာဉ်နယ်မြေဆိုတဲ့နယ်မြေကိုခုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးနယ်မြေတစ်ခုချင်းစီကိုနတ်ဆိုးဧကရစ်တွေကစီမံအုပ်ချုပ်ကြတာဖြစ်တယ်လို့နယ်မြေတစ်ခုအတွင်းထဲမှာမြို့ပေါင်း100ကျော်လောက်ရှိကြပါတယ်။ နဆိုးဧကရီလက်အောက်မှာနဆိုးစစ်တီနာပတိကျုံရှေးရောက်စီဦးဆောင်နေကြပြီးနေမီကိုခုစလုံးမှလည်းအစွမ်းထက်ရတနာဖြစ်တဲ့ရှေးဟောင်းနဆိုးစိတ်ဝိညာဉ်တွေအသီးသီးတည်ရှိနေကြပါတယ်။ဒီစိတ်ဝိညာဉ်တွေကကောင်းကင်နဲ့မြေကြီးရဲ့တဘာဝဆွမ်းအင်းတွေကနေဖြစ်တည်လာကြတာဖြစ်ပြီးကျင့်ကြံသူတွေအတွက်လည်းအရန်ကျိုးရှိနေတာကြောင့်ခန္ဓာကိုယ်နဲ့ပေါင်းဆက်လိုက်နိုင်မယ်ဆိုရင်အဆင့်တွေခုန်တက်သွားနိုင်ပါတယ်။ဒါကြောင့်နှစ်ပေါင်း9000ကြာပြီးသွားတိုင်းမှာဒီနေရာကြီးတဲ့ကိုပြင်ပကျင့်ကြံသူတွေအများကြီးဝင်ရောက်လာကြတာဖြစ်ပြီးနဆိုးစိတ်ဝိညာဉ်တွေလူယူတိုက်ခိုက်ကြရကနေတွေးချောင်းစီးနေကြတာဖြစ်ပါတယ် ဒါအပြင်ရှေးဟောင်းနဲ့ဆိုစိတ်ဝိညာဉ်နဲ့ပေါင်းစပ်မှုပြုလုပ်နိုင်တဲ့သူကနတ်ဖျားအစပိုင်းပုံဆိုတဲ့네ပဲစွမ်းအားတစ်ခုကိုလည်းကံကောင်းရင်ပိုင်ဆိုင်သွားနိုင်အောင်မှဖြစ်လို့ဒီအကြောင်းတွေးမိတဲ့အခါဝလင်းလဲတစုံတရာကိုချက်ချင်းပြတ်မဲ့ရသွားခဲ့ပါတယ်။ဒီအကြောင်းကိုတေချာရှင်းပြရမယ်ဆိုရင်ဒီလောကကြီးထဲမှာကြီးတောက်ရှိဆိုပြီး네ပဲသုံးမျိုးရှိကြောင်းရှုမော့ပင်လယ်ထဲမှာဝလင်းဖတ်ဖူးခဲ့ပါတယ်။ဝလင်းကကြီး네ပဲဆိုတဲ့တေချင်းအစွမ်းတစ်မျိုးကိုထမ်းဟော့ရွံကြောင်းရရှိပိုင်ဆိုင်သွားနိုင်တဲ့အပြင်အဆင့်တူကျင့်ကြံသူတွေကိုလည်းအတွေ့တစ်ချက်ထဲနဲ့အဆုံးသက်ပေးနိုင်ခဲ့ပါသေးတယ်။ အခုချိန်မှလည်းနတ်ဖျားအစပိုင်းပုံဆိုတာတနည်းအားဖြင့်ရှင်းနေပေဆိုတဲ့ရှင်တန်ချင်းအစွမ်းကိုကိုစားပြုညွန်းတာဖြစ်လို့ဝလင်းတာဒီရပိုင်းဆိုင်သွားနိုင်မယ်ဆိုရင်တေးချင်းရှင်ချင်းနဲ့ပဲပေါ်မှာလဲအကျိုးသက်ရောက်မှုဖြစ်စေနိုင်ပါတယ်။အဲ့ဒီအခါကျရင်တေးချင်းကိုလည်းကိုစားပြုနိုင်တယ်လို့ရှင်တန်ချင်းဆိုတဲ့ဖန်တီချင်းစွမ်းအားကိုလည်းကိုစားပြုနိုင်သွားမှာဖြစ်လို့ဒီနေပေတွေကိုဘလို့ရရှိနိုင်မလဲဆိုတာထပ်မံတွေးတော့လိုက်ပါတယ်။သို့တော်လည်းရှင်နေပေကိုလိုချင်ရင်တော့ပြီးမြောက်ချင်းဆိုတဲ့နီလန်းတစ်ခုပဲရှိပါတယ်။ ပြင်းမြောက်ချင်းဆိုတာကလည်းတက်ဖြက်ချင်းကိုရည်ရွယ်တာဖြစ်ပြီးပြောရရင်တော့မရေမတွက်နိုင်တဲ့လူတွေကိုတက်ဖြက်ရှင်းလင်းပြီးတဲ့အခါကျမှရှေးဟောင်းနှဆိုးစိတ်ဝိညာဉ်ရဲ့ပိုင်ရှင်ဖြစ်လာနိုင်မှာပါ။ဒါကြောင့်လျိုယွန်းကနှဆိုးသလင်းကြောက်လို့ခြင်းလို့တောင်ကြားထဲကျူးကျော်လာတာဖြစ်ပြီးနေမီတစ်ခုတည်းဝင်ခြင်းရင်နှဆိုးသလင်းကြောက်ကိုအဆင့်သုံးထိရောက်အောင်မြင့်တင်ဖို့လိုအပ်ပါတယ်။ ဝလင်းစီမှာပထမအဆင့်တလင်းကြောက်ရှိနေပြီးရိုးရွံစီကနေအဆင့်နှစ်တလင်းကြောက်ရရှိလာပြီးဖြစ်လို့နှစ်ခုပေါင်းလိုက်တဲ့အခါကျရင်အဆင့်၃ထိရောက်ရှိသွားနိုင်တယ်လို့ဒီနေရာနဲ့အနီးဆုံးမှာရှိနေတဲ့ကောင်းကင်နဲ့ဆိုးနေမြေတွေကိုလည်းဝင်ရောက်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။နေမြေတွေဝင်ရောက်တဲ့အခါနှဆိုးတက်တာအဖြစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးဖြည်းဖြည်းချင်းစစ်တင်နာကျုပ်ဖြစ်လာတဲ့အခါကျမှရှေးဟောင်းစိတ်ဝိညာဉ်စုဆောင်ဖို့တခြားနေမြေရှိခုကိုလည်းစစ်ချီတက်ရအောင်မှာဖြစ်လို့ဖြစ်မလာနိုင်သေးတဲ့နောက်ပိုင်းကိစ္စကြီးတွေကိုလစ်လျူရှုထားလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့နဆိုးတိုင်းပြည်ထဲမှာတက်သားသွားလို့မယ်ဆိုရင်လွတ်လပ်ခွင့်ပျောက်ဆုံးသွားပြီးသူများထိန်ချုပ်မှုအောက်ကိုတဖြည်းဖြည်းကျရောက်သွားနိုင်တာကြောင့်ဝလင်းကဒီနေရာမှာရှိတဲ့လူတွေကိုဝိညာဉ်အလံအသုံးပြုနည်းတင်ပေးလိုက်ကအင်းအားအရင်စုဆောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ရင်ကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပါတော့တယ်